အားလုံးသောမိတ်ဆွေပေါင်းမင်္ဂလာပါကျွန်တော်ကျော်စင်ဖန်ရဲ့မိတ်ဆွေတို့အတွက်တပတ်စာပေတင်စတင်တော့မှာဖြစ်ပါတယ်အဲ့တော့20ရက်3လ2025မှာ26ရက်3လ2025ထိပဲဖြစ်ပါတယ်ဥစွာတနင်္ဂနွေသားသမီးတွေတနင်္ဂနွေသားသမီးတွေရဲ့ရင်ထဲမှာမိမိမှာရှိသောပတ်စံငွေကြေးနဲ့ပတ်သက်ပြီးတိုးပွားအောင်လုပ်ဖို့မဆုံးရှုံးအောင်လုပ်ဖို့နောက်ပြီးတော့ကိုယ်မှာရှိတဲ့အရင်းအီလေးနဲ့ ကို့ဘဝမှာလုံနိုင်စွမ်းရှိတဲ့ဟာတွေကိုတိုးပွားအောင်အစဉ်ပြေးအောင်ရက်တည်နိုင်ဖို့အလုပ်တွေကြိုးစားဖို့ဒါကိုယ့်ရဲ့ရင်ထဲမှာအခုစဉ်းစားတွေးတောနေပါတယ်။မျောနဲ့တောင်းတရည်ရွယ်ချက်ကတော့လောကအလယ်မှာပျော်ရွှင်စရာတွေဖြစ်အောင်ဖန်တီးမယ်။ကြံရှိနေသော အချိန်အခါအသက်ပိုင်းခြားတွေကိုအပျော်ဆုံးနေနဲ့ပဲဖန်တီးမယ်။စိတ်ချမ်းသာစရာတွေနဲ့ပဲကြိုးစားမယ်ဆိုတဲ့ရည်ရွယ်ချက်ရည်မှန်းချက်တွေဒါကိုယ့်ရဲ့ရင်ထဲမှာမျောလင်းတောင်းတနေပါတယ်။ နိုင်ငံရခြားနယ်ပတ်သက်ပြီးအဆက်အသွယ်ကောင်းသတင်းကောင်းရရှိအောင်ကိုယ့်ရဲ့ရင်ထဲမှာရည်ရွယ်မျှော်လင့်နေပါတယ်ဗျာဒီချိန်မှာတင်းငွေသားသမီးတွေမှာမမျှော်လင့်မဲ့ဘလို့ဟာမှုကြုံမလဲသွားရေးလာရေးနဲ့ပတ်သက်တဲ့ကိစ္စစကားပြောတဲ့ကိစ္စကျမ်းမာရေးနဲ့ပတ်သက်တဲ့ကိစ္စအဲလိုဟာမျိုးတွေနဲ့ပတ်သက်ပြီးကိုယ်စိတ်မှာပူပင်တာမျိုးတွေကြုံရသလိုအခက်အခဲတွေနဲ့ရင်ဆိုင်ရတတ်တယ်ကြုံရတတ်တယ်အဲ့တော့ မျောလင့်နာကတမျိုးဖြစ်လာတာတမျိုးအဲ့လိုဟာမျိုးတွေဒီကာလအတွင်းမှာဖြစ်တတ်ပါတယ်ဗျာတနင်္ဂနွေသားသမီးတွေမှာစိတ်ညစ်စရာပူပင်တော့ကအနေနဲ့ကတော့ကိုချစ်ရတဲ့သူတွေကိုဆုံရှုံရမှာဝေးကွာရမှာခွဲခွာရမှာအချိန်မတိုင်ခင်မြန်မြန်ဆန်ဆန်ဝေးကွာရမှာတွေကိုတွေးပြီးတော့ကိုယ်မှာစိတ်ညစ်ပူပန်မှုတွေဖြစ်နေရတတ်ပါတယ်လူဆိုတာအချိန်တန်လို့ရှိရင်တော့ ဘသူမှတားလို့မရဘူးဖရာသခင်တော်မှပဲပြိဋိဘံစံသေးတာပဲအဲ့တော့ကျွန်တော်တို့လူတွေကဘာသာနဲ့ထူထားတာမို့လို့လို့အချိန်တန်ရင်ဖွဲ့ခွာရမှာပဲလောကမှာဖွဲ့ခွာတဲ့နှမျိုးရှိတယ်ပေကွဲနဲ့ရှင်ကွဲပေါ့ဗျာအဲ့တော့ဘလို့နီးမျိုးတံပဲဖြစ်ဖြစ်ဝေးกว่าတော့လဲခံနိုင်ရှိအောင်조사မယ်အတူနေတော့လဲ အဆင်ပြေအောင်နေကြတာပေါ့ဘာမှထူ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 အပူတွေလုတ်ပြီးကြိုပြီးတော့မတွေးပါနဲ့လို့အကြံပေးချင်ပါတယ်တနင်္ဂနွေသားသမီးငယ်ရတဲ့သူများဖို့ကတော့နေရထိုင်ခင်းကိုအကြောင်းပြုအဝတ်အစားကိုအကြောင်းပြုပြီးတော့စိတ်ဆင်းရဲစရာစိတ်မချမ်းမြေ့စရာတွေဖြစ်နေတတ်တဲ့စိတ်တဲမကြစရာတွေဖြစ်နေရတတ်ပါတယ် ဝင်ငွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းဒီကာလအတွင်းမှာဝင်ငွေတွေဘလောက်ကောင်းကောင်းကိုယ့်ရဲ့ပတ်ဝန်းကျင်အကြောင်းအဆင်မပြေမှုတွေကြုံတွေ့ရပါလိမ့်မယ်။အခြေရေးနဲ့ပတ်သက်လို့ရှင်လဲကိုချစ်ရတဲ့သူကမေတ္တာမျှတင်တဲ့သူကတယောက်တဦးအဲ့တော့ကိုယ်ကိုလာပြီးတော့ကြုံဆုံခွင့်တွေစုံတွေ့ခွင့်တွေပေးနေတာကတမျိုးတပုံအတလို့ဟာကိုဖြစ်နေရတတ်ပါတယ်။အိမ်အောင်ရှင်မိတ်ဆွေများဖို့ကတော့ယောက်ျားနောက်ဆက်ကျုံး မိမနောက်ဆက်ကြုံရတဲ့အပြင်ငွေကြီးနဲ့ပတ်သက်ပြီးပြဿနာပေါင်းစုံရင်ဆိုင်ရတတ်တယ်ဖြစ်ပေါ်တတ်ပါတယ်ပေးရမယ့်ဟာတွေလည်းမပေးနိုင်ဘူးရမယ့်ဟာတွေလည်းမရဘူးအဲ့အခက်အခဲဒုက္ခတွေကြောင့်အိမ်အောင်ရေးမှာ အနောက်ဆက်ပေါင်းစုံစိတ်ညစ်စရာပေါင်းစုံ လာတတ်ပါတယ်မကြခင်မှာတော့အဆင်ပြေသွားပါလိမ့်မယ်မကြခင်ဆိုတာ၅ရက်ကျော်ပြီးမှကံကောင်းဝင်နေရရှိပါလိမ့်မယ်ထွက်ဝင်တဲ့ပတ်သက်လို့ကလည်းဆုံးဖြတ်ချက်တွေမှားတဲ့ဆိုတဲ့အတွက်ကြောင့် ရေရသေးကြတဲ့ရမယ်ဆိုတဲ့ဟာတွေကမရဘဲနဲ့အထွက်ပြသွားတာမျိုးတွေကြုံတွေ့ရပါလိမ့်မယ်။ဇီဝသနာပါလို့ထီထိုးခြင်းနဲ့မိတ်ဆွေတွေကတော့ငါအစနှစ်စုံအဲ့ဒါလိုကနန်းမျိုးကိုထိုးပါအဲ့ဒါလိုမဟုတ်လို့ရှိရင်လည်းရေမြောင်းလေးတွေစီးနေတဲ့နေရာချောင်းလေးတွေမြောင်းလေးတွေနဲ့အနီးဆက်ဆုံးနေရာအဲ့တော့ပကြီးကားလေးတွေရတာပေါ့ဓာတ်ပုံလေးတွေရတာပေါ့အဲ့ဒါလိုဟာမျိုးတွေပေါ်မှာရှာကြည့်ပါအဲ့ဒီနေရာမှာ မိတ်ဆွေအတွက်အကျိုးပေးသောကဏ္ဍတစုံတရာတွေ့ရပါလိမ့်မယ်။ကဲညံလာတွေပြပြပြီးကောင်းကျိုးချမ်းသာရရှိဖို့ရည်ရအနေနဲ့ကတော့အသက်အရွယ်ကြီးသောသူများကိုမျက်နှာသုတ်ပွားတော်၎င်း၊တပတ်တော်၎င်း၊ခေါင်းပေါင်းတော်၎င်းအသလိုဟာမျိုးလူတန်းချင်းအဖြစ်အညံ့တွေအလုံးပြေပြောက်သွားပါလိမ့်မယ်လို့ပြောရင်တနင်္ဂနွေသားသမီးအပေါင်းကိုဒီမှာပဲညီကုန်းချုပ်ပြရစေ။အခုဆက်လက်ပြီးတော့တနင်္လာသားသမီးများအတွက် ဒလင်းလာသားသမီးများအတွက်20ရက်3လ2025မှာ26ရက်3လ2025ဒီပဲဖြစ်ပါတယ်ကျွန်တော်ကျော်စင်ဖန်ပါဒလင်းလာသားသမီးတွေရဲ့ယင်ထဲမှာသုံးပြချက်တွေလွဲချော်မဲ့ကိစ္စခေါင်းပူခေါင်းရှုပ်စိတ်ညစ်စရာတွေကြုံမဲ့ကိစ္စအကြံစီအရာခတ်သိဥပင်တော့ကကြုံမဲ့အကြောင်းအရာတွေကိုအခုယင်ထဲမှာစဉ်းစားတွေ့တော်နေပါတယ်မျော်လင့်တောင်းတရည်ရွယ်ချက်ကတော့မျက်နှာပွင့်လန်းခြင်းနဲ့လူချစ်လူခင်ပေါ်များခြင်းနဲ့ ဲ့တော့စန့်ကျင်မဲ့လိင်ကိစ္စနဲ့ဖြစ်ချင်တာဖြစ်ငါလှုပ်ချင်တာလှုပ်မယ်ဆိုတဲ့ရည်ရွယ်ချက်တွေကိုယ့်ရဲ့ရင်ထဲမှာရှိနေတယ်။နောက်တစ်ခုကကျမ်းမာရေးကောင်းဖို့တန်ဆွမ်းဖို့ဉာဏ်ဆန်ဖို့စသည်အားဖြင့်အဲ့လိုဟာမျိုးတွေနဲ့ပတ်သက်ပြီးလို့ရှိရင်လည်းဒါကိုယ့်ရဲ့ရင်ထဲမှာမျောလင့်တောင်းတနေပါတယ်။မမျောလင့်မဲ့တလင်းလာသားသမီးတွေဘလို့ဟာမိုးကြုံမလဲ။အကြက်တဲခက်ခဲတွေနဲ့ရင်ဆိုင်ရတတ်တယ်။အဲ့တော့ကိုလုံးသမျရည်ရွယ်သမျကြံစည်သမျအရာခတ်သိမ့်ပြီးပြဿနာပေါင်းစုံဖြစ်တတ်ကြောင်းပါလေဗျာ။ ဒါကတော့ဒီတနည်းလားသားသမီးတွေကို အမြင်ကပ်လို့လည်းမဟုတ်ပါဘူးမကောင်းမြင်စိတ်နဲ့လည်းမဟုတ်ပါဘူးအဲ့တော့သူ့မှာပေါ်တဲ့အတိုင်းကျွန်တော်ဟောရခြင်းဖြစ်ပါတယ်အဲ့တော့ပြဿနာဖြစ်နေတဲ့လူတွေနဲ့ပတ်သက်ပြီးကိုကကိုညီတာအဲ့လိုဟာမှုတွေမလုပ်နဲ့ပဲလော်ကြစားညက်တယ်ဆိုတဲ့ဂိမ်းမျိုးတွေရောက်သွားတတ်တယ်။စိတ်ညစ်စရာအနေနဲ့တနင်္လာသားသမီးတွေမှာမိသားစုရဲ့အလဲလူပုံအလဲမိတ်ဆွေအပေါင်းအသင်းရဲ့ကြားမှာသူများ နဲ့ဒန်းတူဖြစ်ချင်တယ်စီးပွားရေးလူမှုရေးဂုံသိက္ခာစသည်အပြင်အဲ့တလူဟာမျိုးတွေနဲ့ပတ်သက်ပြီးဒါကိုကဖြစ်ချင်တယ်ဗောဗျာအဲ့လိုနေရာလေးတစ်ခုရသည့်အထိကိုကစူးစားချင်တယ်အဲ့ဒီအတွက်ကြောင့်ကိုမှစိတ်ညစ်နေရတတ်ပါတယ်အဲ့တော့ဂုံငယ်မှာဂုံသိက္ခာကြမှာစသည်အားဖြင့်အတ္တလူဟာမျိုးတွေနဲ့ပတ်သက်ပြီးစိတ်ညစ်စရာတွေဖြစ်နေရတတ်ပါတယ်။ငယ်ရွယ်တဲ့တနင်္လာသားသမီးတို့ရဲ့ကန်စာတာမှာဆိုလို့ရှင်တော့ယောက်ျားနောက်ဆက်မိန်းမနောက်ဆက်ကြုံတွေ့ရတတ်တယ်။ ပညာရေးနဲ့ပတ်သက်ပြီးကိုဝါသနာပါရလုပ်မယ်ဆိုတဲ့ကိစ္စတွေမှာလည်းအနောက်ရှက်မျိုးစုံစိတ်ညစ်စရာမျိုးစုံနဲ့လာတတ်ကြောင်းပါလေဗျဝင်ဝင်နဲ့ပတ်သက်လို့ကလည်းဒီကာလအတွင်းမှာကိုမျော်လင့်တဲ့နေရာကမဝင်မဲနဲ့မမျော်လင့်တဲ့နေရာကနေပြီးတော့ဝင်လာတတ်ပါတယ်ဒိန်အောင်ရှင်မိတ်ဆွေများဖို့ကတော့တဦးနဲ့တူဒေါသတန်နေရန်လိုတန်နေပြဿနာပေါင်းစုံအဲ့လိုဟာမျိုးတွေဒီကာလအတွင်းမှာကြုံတတ်ဖြစ်တဲ့တွေ့တဲ့အကြောင်းပါလေဗျာ ဲ့တော့ချစ်မဲ့စကားပဲပြောပါမုန်းမဲ့စကားပြဿနာတက်မဲ့စကားအဲ့ဒါလို့ဟာဖို့လုံးဝမိမိဘက်ကမစုံမိပါစေနဲ့လို့အကြံပေးကြပါတယ်ခွက်ငွေနဲ့ပတ်သက်လို့ကလည်းပြဿနာပေါင်းစုံကြောင့်ငွေကုန်ကြေးကြများပါလိမ့်မယ်လေဗျာဒီဝါသနာပါလို့ထီထိုးခြင်းနဲ့မိတ်ဆွေများဖို့ကတော့ခยีသွားလို့ဆဲဆဲရက်တန်ထားသောယင်ရထားတွေရဲ့နံပါတ်များကို အတိတ်ကောက်ချင်းအားဖြင့်ကိုယ်အတွက်အကျိုးပေးသောကဏ္ဍတစ်စုံတည်းရာဖြစ်သွားပါလိမ့်မယ်။ဉာဏ်သာတည်ပြောင်းပြီးကောင်းကျိုးချမ်းသာရရှိဖို့ရည်ရအနေနဲ့ကတော့ငယ်ငယ်တည်းကနေအခုချိန်ထိကိုယ့်အပေါ်ကောင်းသောဉာဏ်ဉာဏ်လေးကောင်းသောမြတ်တာမျိုးနဲ့စုံတွေးရတဲ့သူများကိုလက်ဆောင်တမျိုးကိုပေးခြင်းအားဖြင့်အញ្ញံတွေအလုံးပြပြကောင်းမွန်သွားပါလိမ့်မယ်တဲ့ဗျာ။ကြိုက်တာပေးသူ့အတွက်အသုံးတဲမဲ့ဟာဆိုလို့ရှိရင်ရပါပြီ။ အဲ့ဒီအတိုင်းလေးပေးလိုက်ပါအဲ့ဒါဆိုလို့ရှိရင်တော့တန်လင်းလာသားသမီးများဖို့ကံကောင်းပြီးရင်ကောင်းရင်းဆိုတဲ့ဟာမျိုးတွေနဲ့ထောက်ပံ့ဖြစ်သွားပါလိမ့်မယ်ကဲကျွန်တော်မိတ်ဆွေတန်လင်းလာသားသမီးအားလုံးအရောက်တိုင်းကျန်းမာချမ်းသာလို့အဆန္ဒပြည့်စုံပါစေကျွန်တော်ကျော်လင်းခံပဲဖြစ်ပါတယ်အင်္ဂါသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါအင်္ဂါသားသမီးတွေအတွက်20ရက်3လ2025မှာ26ရက်3လ2025ဒီပဲဖြစ်ပါတယ်ဒီချိန်မှာအင်္ဂါသားသမီးတွေရဲ့ယဉ်ထဲမှာချစ်ချင်းမေတ္တာနဲ့ပတ်သက်တဲ့ကိစ္စတွေ မလုံတင်တာမလုံဘူးနှလုံးသားကြီးရတယ်နဲ့ပတ်သက်ပြီးပြောရေးဆိုရေးအဲ့လိုဟာမျိုးနဲ့ပတ်သက်ပြီးဆုံးဖြတ်ချက်ချဖို့အတွက်တည်းကိုမလုံတင်တာမလုံဘူးငါ့ကိုငါအကောင်းဆုံးဖြစ်အောင်ကြိုးစားမယ်ဖန်တီးမယ်ဆိုတဲ့အကြောင်းအရာတွေကိုအခုရင်ထဲမှာစဉ်းစားတွေးတော်နေပါလေဆက်လို့ရင်အချက်တကွဲကျိုးနဲ့လာတတ်တယ်အဲ့ဒီအတွက်ကြောင့်စောင့်စည်းရမယ်ကိစ္စထိန်းသိမ်းရမယ်အကြောင်းအရာတွေကိုအခုရင်ထဲမှာစဉ်းစားတွေးတော်နေတယ်မျောနယ်တောင်းတရည်ရွယ်ချက်ကတော့ ိုယ့်ရဲ့ယင်ထဲမှာမျိုးသိပ်ရှားရှိတာတွေကိုမျိုးသိပ်မယ်အကောင်းဆုံးတွေပဲဖန်ပြီးမယ်ငါ့ရဲ့ယင်ထဲကအပူတွေကိုဘယ်သူမှထုတ်ပေါ်မပြောတော့ဘူးနောက်ပြီးတော့အနှောက်အယှက်မျိုးစုံဂျုံတဲ့ကိစ္စတွေကိုလည်းငါအန်တုပြီးအန်ကျိတ်ပြီးတော့ဆက်လက်အောင်မြင်အောင်စူးစမ်းမယ်ဆိုတဲ့ရည်ရွယ်ချက်တွေတကူရဲ့ယင်ထဲမှာမျောလင်းတောင်းတနေပါတယ်မမျောလင်းမဲနဲ့ဘယ်လိုအောင်မို့ကြုံမလဲဆိုလို့ရှိရင်စိတ်လေးစိတ်လွင်နေဂျုံတွေးရတတ်တဲ့ဆုံးဖြတ်ချက်တွေမှားတတ်တဲ့ လုံးသမျှအမှားတွေပဲကြုံတွေ့ရတတ်တယ်။မှားမှန်သိရတာနဲ့မပြင်းစင်နိုင်တာမပြုတ်ပြင်းနိုင်တာမျိုးတွေကြုံတွေ့ရပါလိမ့်မယ်။စိတ်ညစ်ဆရာအနေနဲ့ကတော့ငွေချင်းများများဆဆလိုချင်တယ်။နည်းနည်းလေးနဲ့အဆင်မပြေဘူး။ပတ်စံများများရဖို့ရပေါ့ရလန်းဝင်ဝေပေါင်းစုံဤမျိုးစုံနဲ့ရရှိဖို့အတွက်ကိုပဲဒါကိုရရင်ထဲမှာစိတ်ညစ်နေရတတ်ပါတယ်။အဲ့တော့ပတ်စံရမယ်အလုပ်ပဲလုပ်ပါ။ပတ်စံမရမယ်အလုပ်တွေမလုပ်ပါနဲ့။ ငယ်ရွယ်တဲ့အင်္ဂါသားသမီးတို့ရဲ့ကန်စာတာမှာဆိုလို့ရှင်တော့အောင်မြင်မှုကြီးကြီးမားမားကြုံတွေ့ရပါလိမ့်မယ်မိษွေပေါင်းသင်းတငယ်ချင်းပေါင်းသင်းနေရာစားအံဩသွားလောက်အောင်ပဲကိုယ့်ရဲ့ဘဝမှာပညာရေးစီးပွားရေးလူမှုရေးအဲ့လိုဟာမှုနဲ့ပတ်သက်ပြီးအောင်မြင်မှုတရကူဆောင်းနိုင်ပါလိမ့်မယ်အဲ့ဒါကြီးကလည်းအံဩစရာကောင်းလောက်ပြောင်းလဲမှုတွေကြုံတွေ့ရလိမ့်မယ်အချီရင်းနဲ့ပတ်သက်လို့ကတော့အလိမ်ညာခံရတတ်တယ်အဲ့တော့နှစ်ထပ်ရှိမှမှတ်မိမှာမို့ သူလိန်နာတိရင်လည်းလေတိတိရင်တိပင်မဲ့လေကိုကမတိကြအောင်ဆောင်းဆောင်းနေရမယ်เนาะအဲ့တော့နေဘလောက်တိအောင်လိန်မလဲဆိုတဲ့ဟာမျိုးပေါ့ဗျာမခုတ်တို့အပြုံးလေးနဲ့သူပြောတာကကိုကနားထောင်ပြီးလိုက်သူ့ကိုဘာမှပြန်မပြောနဲ့နေငါ့ကိုလိန်နေတဲ့သွားပြီးတော့စောရကမတက်နဲ့เนาะအဲအဲ့ဒီအတိုင်းလေးပဲနေဘလောက်တိလိန်မလဲဆိုတဲ့ပုံစံမျိုးကိုကပြုံးပြီးတော့ကြည်နေလိုက်မတိကြအောင်ဆောင်းနေလိုက်အဲ့ဒါဆိုလို့ရှိရင်အင်္ဂါသားသမီးတွေအတွက်ရန်နေသွားပါလိမ့်မယ် ဝင်ဝင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းဒီကာလအတွင်းမှာမမျှော်လင့်တဲ့စီကနေရုပ်တရက်ဝင်ငွေကောင်းတွေရရှိပါလိမ့်မယ်တဲ့ဗျာ။ဒီနောက်ရှင်မိတ်ဆွေများဖို့ကတော့ကုသိုလ်နဲ့အာကုသိုလ်ကြားအဆိုးနဲ့အကောင်ကြားအလင်းနဲ့အမှောင်ကြားမှာခုဘကမှန်မှန်ကန်ကန်ကောင်းကောင်းမွန်မွန်ဖြစ်အောင်အတိမ်ဆောင်မရှိအောင်ရက်တည်ရမယ့်ပုံစံမျိုးတွေနဲ့ကြုံတွေ့ရပါလိမ့်မယ်။အထီးကျန်မှုကတော့အနည်းငယ်စံပါလိမ့်မယ်တဲ့ဗျာ။ ခွင့်ဝင်တဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းအိန္ဒိယထိုင်းကင်းကိုအကြောင်းပြုပြီးတော့ငွေကုန်ကြေးကြများပါလိမ့်မယ်တဲ့ဗျဒီဝသနာပါလို့ထီထိုးခြင်းနဲ့မိတ်ဆွေတွေကတော့အတောင်မှန်ပါသောတရဝါများနားနေနေထိုင်လေးရှိတဲ့နေရာများကိုရှာကြည့်ပါအဲ့နေရာမှာမိတ်ဆွေအတွက်အချိုးပေးသောကဏ္ဍတစုံတရာတွေ့ရပါလိမ့်မယ်တဲ့ဗျကဲညံတာလေးပြပြပြီးကောင်းကျိုးချမ်းသာရရှိဖို့ရရအနေနဲ့ကတော့မိမိအိတ်လေအိတ်ထရှိသောနေလေနေတာရှိသောအိတ်ရာ နေရာများကိုတန့်ရှင်းရေးလုပ်ခြင်းအပြင်အညံ့နေအလုံးပြေပြောက်ကောင်းမွန်သွားပါလိမ့်မယ်လို့ပြောရင်အင်္ဂါသားသမီးများတို့ဒီမှာပဲညီကုံချုပ်ပြရလေကျွန်တော်ရဲ့နာမည်ကတော့ဆရာကျော်စင်ဟိမ့်မဲဖြစ်ပါတယ်ဗုဒ္ဓဘုသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါဗုဒ္ဓဘုသားသမီးတွေအတွက်20ရက်3လ2025မှာ26ရက်3လပိုင်း2025ဒီပဲဖြစ်ပါတယ်ဗုဒ္ဓဘုသားသမီးတွေရဲ့ယင်ထဲမှာ အဝေးတနေရာနဲ့ပတ်သက်ပြီးဆက်သွယ်ကောင်းသတင်းကောင်းတွေရရှိဖို့ကိုယင်ထဲမှာစဉ်းစားတွေးတော်နေတယ်။ကို့မှာကုံသွားတဲ့ပစံတွေအလဟတ်တဖြစ်သွားတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးပြန်လည်ရရှိဖို့ငါဘလို့ကြိုးစားမလဲဆိုတဲ့အကြောင်းအရာတွေစဉ်းစားတွေးတော်နေပါတယ်။အခုမှစဉ်းစားမိနဲ့လုံလုံးဝလှုပ်ပြီးတော့အစတွေကစဉ်းစားမှာမလုပ်ခင်တည်းကချို့တင်စဉ်းစားမှာအဲ့တော့နောက်ပြီးတော့လှုပ်ပြီးကမှငါမလှုပ်မိရင်ကောင်းတာဒီကုံသွားတဲ့ငွေတွေငါဘလို့ပြန်ရအောင်လုပ်မလဲဆိုတာ ကုံသွားပြီဘလို့မှမစင်စားနိုင်တော့เนาะဒီပုံစံဒီနည်းအတိုင်းပဲတင့်ရှိရလူတွေလည်းအဲ့လိုကုံကြဲပေါင်းများခဲ့ပြီအစတည်းကမှကိုကမှမစင်စားခဲ့တာအခုမှလာပြီးတော့လောင်ဓာတ်တွေလာပြီးတော့ဟိုငုံနေပေါ့เนาะမိเจ้าမျက်ရည်လာပြီးမလုံနဲ့မိเจ้าတွေကဝမ်းတာရင်မျက်ရည်ကြားတယ်ဟုတ်ပြီလားအဲ့တော့မိเจ้าမျက်ရည်တော့မလုံတော့နဲ့အဲ့ဒီအတိုင်းလေးပဲရှေ့ဆက်သွားဒါ ဒီတိုင်းလို့ရင်ဒီတိုင်းဖြစ်တယ်ဖြစ်ပါတယ်ဆိုတာကိုကသိဖို့လိုသွားတာပေါ့သိသိရှိသွားတာပေါ့ဗျာကဲညှော်လေတောင်းတရည်ရွယ်ချက်ကတော့လူနေမှုအစဉ်တန်းမြင်မအောင်ကြိုးစားမယ်ချို့ချမ်းမယ်ချွေးတာမယ်စူဆောင်းမယ်ဥစ္စာပစ္စည်းနဲ့ပတ်သက်ပြီးအရင်လိုအလားအတမဖြစ်အောင်ငါကြတဏနာဖန်တီးတော့မယ်ဆိုတဲ့ဟာတွေကိုအခုရင်ထဲမှာညှော်လေတောင်းတနေပါတယ် အဲ့တော့မမျော်လင့်မနဲ့ဘယ်လိုဟာမို့ကြုံမလဲဆိုလို့ရှင်လောကမှာပင်ပန်းမှာခက်ခဲမှာစစ်စင်းရဲမှာကြမ်းတမ်းမှာအဲ့လိုအကြောင်းအရာတွေမကြခင်မှာရင်ဆိုင်ရတော့မကြုံရတော့မယ်အဲ့ဒီအတွက်ကြောင့်အခုတည်းကကြိုတင်ပြီးတော့ပြင်ဆင်ထားပါလို့အကြံပေးခြင်းပါတယ်စိတ်ညစ်ရပူပင်တော့ကအနေနဲ့ကတော့ရှားသမ ्या ဥစ္စာဝင်ပစ္စည်းဝင်သမ ्या ဥစ္စာပစ္စည်းတွေလည်းပတ်သက်ပြီးအဖက်မတင်တဲ့အကြောင်းအရာတွေကြောင့်ကိုယ်မှာစိတ်ဆင်းရဲမှုတွေကြုံတွေ့ရတတ်ပါတယ် ဝင်တော့ဝင်တယ်ကိုကသူများထက်ဝင်ဝေကောင်းပြီးသားပဲဒါပေမဲ့ရပြီးသားပဲကိုရဲ့ညံမှမမိတာသူများလိုမှမစုဆောင်တတ်တာသူများလိုတတ်တည်မှမရှိတာသူများလိုအငတ်မှမခံနိုင်တာသူများလိုဆင်းရဲဒုက္ခမှမခံနိုင်တာဆင်းရဲဒုက္ခမခံနိုင်ပဲနဲ့ချမ်းသာခြင်းကိုမရဘူးเนาะအဲ့တော့ချမ်းသာခြင်းဘာလို့ရမလဲအရင်ဆုံးစုရမှာမဟုတ်ဘူးလားအလုတ်ကျိုးတာမှာမဟုတ်ဘူးလားအမြဲတမ်းကိုယ့်ရဲ့ရင်ထဲမှာငါချမ်းသာရမယ်ချမ်းသာဘဇက်ကနေချမ်းသာနေလို့ ကျင်လို့မရဘူးလက်တွေလည်းကိုကအလုပ်လုပ်ရမယ်ချမ်းသာမယ်အလုပ်ကိုလည်းစဉ်းစားရမယ်စိတ်ညစ်ရမယ်အလုပ်လားချမ်းသာမယ်အလုပ်လားတော့ကိုကတော့ဝေဖန်ပန်းချတတ်အောင်ကိုကလေ့ကျင့်ပါငယ်ရွယ်တဲ့ဘုံတို့ဘုသားသမီးတို့ရဲ့ကံစားတာမှာချစ်စစ်ချစ်မှန်မေတ္တာစစ်မေတ္တာမှန်တွေကြုံတွေ့ရပါလိမ့်မယ်အဝေးတနေရာနဲ့ပတ်သက်ပြီးခရီးသွားလာမှုနဲ့ပတ်သက်လို့ရှင်လဲကံကောင်းခြင်းတွေကြုံပါလိမ့်မယ်အဲ့တော့ဒီချိန်မှာကုဘဝတသက်တာအတွက် ထူချံထူဆန်းသော အကျိုးရှိသောပညာရတစ်ခုကိုစတင် သင်ယူရတာမျိုး လေ့လာရတာမျိုးကြုံတွေ့ပါလိမ့်မယ်ဝင်ဝင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းကံကောင်းပြီးရင်ကောင်းခြင်းဆိုတဲ့ပုံစံမျိုးဖြစ်လာပါလိမ့်မယ်ဒီနောင်ရှင်မိတ်ဆွေများဖို့ကတော့ဒီချိန်မှာအောင်မြင်မှုစတင်ရမယ်ဆိုတဲ့ပုံစံမျိုးတွေမှာတသက်လုံးမောင်းလာတဲ့ဘဝနဲ့ပြီးတော့အလင်းရောင်လေးရောင်ကြီးလေးတိတိတတ်တာနင်းပြီးတော့မြတ်ွားထင်တဲ့ လမ်းလေးကိုပြာရာဖြောင်ပြူးတဲ့ဟာလေးကိုစတင်မြင်လာပါလိမ့်မယ်အဲ့ဒီချိန်ရနဲ့စတင်ပြီးတော့အောင်မြင်ဖို့ကြီးပွားဖို့အဆင်ပြေဖို့ကိုရှေ့ရှေ့ဆက်ပြီးတော့ကြိုးစားပါလို့အကြံပေးခြင်းပါတယ်အဲ့တော့အိမ်အောင်ရေးနဲ့ပတ်သက်လို့ရှင်လဲအရင်တော့ကကိုယ့်ရဲ့အိမ်အောင်ပဲကိုချစ်ရတဲ့သူကကိုယ့်ဘော်ကိုလိန်ခဲ့တာညာခဲ့တာတွေအဲ့ဒါတွေကိုအကြောင်းနောက်ကြောင်းမပြန်နဲ့เนาะအကြောင်းမထန်နဲ့ပြီးခဲ့တာပြီးပြီးမုန်းမဲ့စကားမပြောနဲ့ချစ်မဲ့စကားပြောပြေးလဲမဲ့စကားပဲပြောပါလို့အကြံပေးခြင်းပါတယ် ခွက်ငွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းရေရှည်အတွက်ရင်းနှီးမြှုပ်နှံရတဲ့အတွက်ကြောင့်ရေရှည်မှာကောင်းဖို့အတွက်ဒီချိန်မှာငွေကိုကြီးကြများပါလိမ့်မယ်တဲ့ဗျာထီဝါသနာပါလို့ထီထိုးခြင်းနဲ့မိတ်ဆွေတွေဟိုကတော့ဓာတ်တွေပေါက်ထူးတွေတရင်တွေထစသည်အားဖြင့်အဲ့လိုထားတဲ့နေရာနာမှာရှားကြည့်ပါအဲ့နေရာမှာမိတ်ဆွေအတွက်အကျိုးပေးသောကဏ္ဍတစုံတရာတွေ့ရပါလိမ့်မယ်တဲ့ဗျာကဲညံတာတွေပြပြပြီးကောင်းကျိုးချမ်းသာရရှိဖို့အတွက်ကတော့မေတ္တာတို့ယူခြင်းမေတ္တာပို့ခြင်းမေတ္တာထားခြင်း အရင်ဆုံးလုပ်ကြည့်ပါအဲ့ဒါအနည်းဆုံး6ရက်လောက်ရမယ်မေတ္တာထားရမယ်ကိုယ်နဲ့မတည့်တဲ့လူလည်းမေတ္တာထားရမယ်အိမ်မေးနာလူလည်းမေတ္တာထားရမယ်နော်အခုစောစောကပို့တင်သွားတဲ့လူလည်းမေတ္တာထားရမယ်အဲ့တော့ లై မပေးတဲ့သူလည်းမြစ်တာထားမယ်ကောမန့်မရေးတဲ့သူလည်းမြစ်တာထားမယ်အကုန်လုံးကိုမြစ်တာထားနိုင်အောင်ကိုပကနိုင်အဲ့လိုမျိုးတယောက်ချင်းဒီမျက်လုံးနဲ့သိပြီးစဉ်းစားပြီးတော့မြစ်တာဖို့ပဲ ့ဩသူကြုံတွေ့နေရတဲ့ခက်ခဲတွေပြေလဲပါလေသူကျမ်းမာရေးတွေမကောင်းကျမ်းမာရေးကောင်းပါလေသူလုပ်ငန်းကိန်းကန်းတွေမကောင်းဘူးလုပ်ငန်းကိန်းကန်းတွေကောင်းပါလေငါတည်းဒီတစ်ခါသူနဲ့တွေ့လို့ရှင်ငါသူစားတင်တာလေးတွေကျွေးလိုက်မယ်သူလိုချင်တာလေးတွေငါပေးလိုက်မယ်သူပြောသမျှစကားတွေငါငြိမ်ပြီးနားထောင်ပေးလိုက်မယ်အဲ့လိုဟာမျိုးလေအဲ့ဒါမေတ္တာထားခြင်းတစ်မျိုးပဲလေနော်အဲ့ဒီအတိုင်းရှေ့ဆက်ပါအဲ့ဒါဆိုလို့ရှင်ဘုရားသခင်အားလုံးရောက်တဲ့ရောက်တဲ့ကံစားတာကောင်းမွန်သွားပါလိမ့်မယ် ကဲကျွန်တော်ကျော်စင်ဟိဖန်ပဲဖြစ်ပါတယ်။ဂျာတာပရိသသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါ။ဂျာတာပရိသသမီးတွေအတွက်20ရက်3လ2025မှာ26ရက်3လပိုင်း2025ဒီပဲဖြစ်ပါတယ်။ဒီချိန်မှာဂျာတာပရိသသမီးတွေရဲ့ယင်ထဲမှာကိုယ့်ရဲ့မိတ်ဆွေအပေါင်းအသင်းအကြံဉာဏ်ပေးတဲ့အတိုင်းဆက်လက်ပြီးတော့ကြိုးစားဖို့မိတ်ဆွေအပေါင်းအသင်းတွေနဲ့ပတ်သက်ပြီးနီကောင်းလန်းကောင်းတွေယူဖို့အဲ့လိုဟာမျိုးအကြောင်းအရာတွေနဲ့ပတ်သက်ပြီးအခုယင်ထဲမှာစဉ်းစားတွေးတော်နေပါလေ မျောလင်းတောင်းတရည်ရွယ်ချက်ကတော့ကန့်ဆိုးတာတွေမလောက်အောင်ဒုက္ခတွေနဲ့ရင်မဆိုင်ရအောင်အခက်ခဲတွေမရှိအောင်ကြော်လွားနိုင်အောင်ကြိုးစားမယ်ဆိုတဲ့ဟာမျိုးတွေအခုရဲ့ရင်ထဲမှာမျောလင်းတောင်းတနေပါတယ်နောက်တစ်ကြိမ်မှားခွင့်မရှိတော့ဘူးနောက်တစ်ကြိမ်ကန့်ဆိုးခွင့်မရှိတော့ဘူးဒီတစ်ခါမှားလို့ကတော့ငါ့ဘဝလုံးဝရေဆုံးမျောသွားမယ်ဆိုတဲ့ဟာမျိုးတွေမှာရေဆုံးမျောတာမှမြင်အောင်မြင်အောင်ပဲသူကဆုံးဆုံးမြုပ်ပါမယ်အဲ့လိုဟာမျိုးဖြစ်သွားတတ်တယ်အဲ့ဒီအတွက်ကြောင့် အဲ့လိုနောက်ထပ်နောက်ထပ်တွေမကြုံအောင်ဒါကိုယ့်ရဲ့ရှင်ထဲမှာတတိထားပြီးကြိုးစားဖို့ကိုမျှော်လင့်တောင်းတနေပါတယ်မမျှော်လင့်မဲ့ဘယ်လိုဟာမို့ကြုံမလဲဘဝရှည်ရည်အတွက်ခက်ခဲတာတွေအဆင်မပြေတာတွေအဲ့လိုဟာမို့ရင်ဆိုင်ရမယ့်ဒုက္ခတွေကိုကြိုတွေးပြီးတော့ကိုယ်မှာစိတ်ပူပန်မှုတွေဖြစ်နေရတတ်တယ်အရင်တော့လိုမျိုးစိတ်ညစ်တဲ့ဒဏ်တွေမခံနိုင်ဘူးအရင်တော့လိုမျိုးပင်မန်းတဲ့ဒဏ်တွေမခံနိုင်ဘူးအဲ့ဒီအတွက်ကြောင့်စိတ်ပင်မန်းလူပင်မန်းဖြစ်မဲ့ဟာတွေကို မလုံတော့ဘူးမတွေးတော့ဘူးဆိုတဲ့အကြောင်းအရာတွေကိုဒါကိုယ့်ရဲ့ရင်ထဲမှာမမျှော်လင့်မဲ့အဲ့ဒီအကြောင်းအရာတွေစဉ်းစားဆုံးဖြတ်တွေးတော်မိတာကိုဖြစ်တတ်ပါတယ်စိတ်ကြည်ဆရာအနေနဲ့ကတော့ပြဿနာပေါင်းစုံတစုံတရာနဲ့ပတ်သက်ပြီးအဲ့တော့နောက်တစ်ချိန်ထပ်ပြီးတော့ပြဿနာတက်ဖို့အတွက်ကိုပဲအဲ့လိုတက်မှကြောက်တဲ့အတွက်ကြောင့်စိတ်ညစ်ပူပန်မှုတွေဖြစ်နေရတတ်ပါတယ်မှန်မှန်ကန်ကန်ချက်ချက်နာနာဖြတ်သန်းမှအားလုံးနဲ့အဆင်ပြေအောင်ပြောဆိုပါလို့ဆက်တတိပေးတင်ပါတယ် ငယ်ရွယ်တဲ့ဇာတာပတိသာသမိတို့ရဲ့ဘဝမှာတော့ဇိမ်ကံပစ္စည်းတွေရရှိတတ်တယ်အဖိုးတန်ယတနာတွေဝင်လာတတ်တယ်ငယ်ရွယ်တဲ့သူတွေအဖိုးကတော့သာသမိယတနာနဲ့ပတ်သက်ပြီးအကျိုးပေးသောအဲ့တော့စီးပွားတက်မဲ့လူမျိုးအဲ့လိုကလေးငယ်မျိုးတွေကိုယ်စီကိုရောက်လာတတ်ပါတယ်ကိုယ့်ဘဝတွေဝင်လာတတ်ပါတယ်အဲ့တော့ငယ်ရွယ်တဲ့ကြာသာပတိသာသမိများအဖိုးကတော့အိမ်အောင်ပဲကောင်းနေလဲကြုံတွေ့ရမယ်ကိုယ့်ဘဝလည်းထွန်းတောက်တဲ့ဘဝ တောက်ပြောင်းတဲ့ဘဝအဲ့တော့ကိုတခါမှရည်ရွယ်စိတ်ကူးခဲ့တာမျိုးမရှိဘဲနဲ့အများကြီးအောင်မြင်မှုတွေရရှိပါလိမ့်မယ်လေဗျာဝင်ဝင်နဲ့ပတ်သက်လို့ကလည်းဒီကာလအတွင်းမှာဝင်ပြီးရင်ဝင်ဝင်ချင်းကံကောင်းပြီးရင်ကောင်းရင်းဆိုတဲ့ဟာမျိုးတွေကြုံပါလိမ့်မယ်ရေရှည်အတွက်အသီးအပွင့်တွေဒီချိန်ကနေစတင်ပြီးတော့ခူးဝင်ရပါလိမ့်မယ်တဲ့ဗျအိမ်အောင်ရှင်မိတ်ဆွေများဖို့ကတော့ လက်ရှိနေရာမှာနေရတာစိတ်နှောက်ရှက်ဖြစ်ပေမဲ့မနေလို့မရဘူးဆက်ပြီးတော့နေနေရအောင်မယ်လက်ရှိအိမ်တော်ရေးနဲ့ပတ်သက်ပြီးစိတ်နှောက်ရှက်တွေရှိတာတော့မှန်တယ်ဒါပေမဲ့အဆင်ပြေမဲ့ဟာတွေပဲဖြစ်အောင်ရှေ့ဆက်ဖို့ပဲဒါအဲ့တိုင်းစူးစမ်းဖို့ပဲကိုယ့်ရဲ့ယင်ထဲမှာစိတ်ကူးနေတာမျိုးဖြစ်တတ်တယ်ဘသူမှမသိအောင် ဖုံးဖိပြီးတော့ယင်ထဲမှာပူလောင်မှုတွေအခက်အခဲမှုတွေမပြေလည်မှုတွေ အဲ့တော့စိတ်မကြည်လင်တာတွေဖုံးခိပြီးတော့ကိုယ့်ကိုယ်ကိုဟန်ဆောင်ပြုံးနဲ့ရှေ့ဆက်ရအောင်ပဲလို့ပြန်ထားပါဗျ။ခွန်ငွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းစိတ်နှောက်ယှက်ဖြစ်စရာတွေနဲ့မကုန်သင်မဲ့ကုန်တဲ့ငွေကြေးတွေနဲ့ငွေကုန်ကြေးကြများပါလိမ့်မယ်။ထီဝါဒနာပါလို့ထီထိုးခြင်းနဲ့မိတ်ဆွေတွေကတော့ အဝေးတရာကခရီးသွားပြီးပြန်လာတဲ့ကားစိုက်ရောက်လာတဲ့ကားစသည့်အားဖြင့်အဲ့ဒါလိုရင်ရထားတွေရဲ့နံပါတ်တွေကိုတိတ်ကောက်ခြင်းအားဖြင့်ကိုယ့်အတွက်အကျိုးပေးသောကဏ္ဍတစုံတရာဖြစ်သွားပါလိမ့်မယ်အဲ့တော့သင်းမောနံပါတ်လည်းရတာပေါ့ဆိုင်ကယ်နံပါတ်လည်းရတာပေါ့တချို့နေရာမှာကားမရှိဘူးလေဟလာမြို့ဝကျုံးပေါ်ဒေသဆိုကားမြင်တော့မမြင်ဘူးတချို့နေရာတွေမှာပေါ့နော်အဲ့ဒီအဲ့ဒါကြောင့်လှေပဲရှိတယ်တချို့နေရာမှာဆိုင်ကယ်ပဲရှိတယ်တချို့နေရာမှာ ဆိုင်ကြတော်မရှိဘူးအဲအဲ့ဒါလို့အဲ့တော့ကိုယ့်ဘာကိုညံရှိသလိုသုံးနော်ကဲညံတာလေးပြပြပြီးကောင်းကျိုးချမ်းသာရရှိဖို့ရတရားအနေနဲ့ကတော့ရင်သွေးငယ်များခလေးငယ်များစသည်အပြင်ငယ်ရတဲ့သူတွေရဲ့လူရင်ဆန္ဒဟူသည်မဖြည့်စည်းပေးရင်သူတို့လူကျင်သောသူတို့ဖြစ်ကျင်သောကိစ္စတွေကိုကိုယ်မှတတ်နိုင်သည်မဖြည့်စည်းကူညီရင်းနဲ့ပဲအညံ့တွေအလုံးပြပြောက်ကောင်းမွန်သွားပါလိမ့်မယ်လို့ပြောရင်း ဂျာတာပရိသသမီးများအတွက်ဒီမှာပဲနေကုန်ချုပ်ပြရစီကဲတောက်ကြသသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါဒီတစ်ပတ်တောက်ကြသသမီးတွေအတွက်20ရက်3လ2025မှာ26ရက်3လ2025ဒီပဲဖြစ်ပါတယ်အဲ့တော့တောက်ကြသားသမီးတွေရဲ့ယင်ထဲမှာမိသားစုကိုစွန့်ခွာမယ်ဥစ္စာပစ္စည်းကိုစွန့်ခွာမယ်ဘယ်သူမှအတိမပေးဘဲနဲ့အေးချမ်းတဲ့နေရာလေးရောက်အောင်ငါဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတဲ့အကြောင်းအရာတွေကိုအခုယင်ထဲမှာစဉ်းစားတွေးတောနေပါတယ် မျောလင်တောင်းတရည်ရွယ်ချက်ကတော့ကိုချစ်ရတဲ့သူတွေကိုမြတ်တာထားတဲ့သူတွေနဲ့ပတ်သက်ပြီးမချင်မချမ်းဖြစ်တဲ့ကိစ္စဝမ်းနေရတဲ့ကိစ္စစိတ်ထိခိုက်ရတဲ့ကိစ္စသူတို့ကိစ္စတွေအရာအလုံးသူတို့ပြဿနာတွေအရာအလုံးဖွင့်လို့ပြီးတော့ကိုကိစ္စကြတော့သူတို့ကပြဿနာရှာတယ်အဲ့ဒီအတွက်ကြောင့်နောက်နောက်ငါ့ကိုငါမှန်အောင်နေမယ်ကောင်းအောင်ကြိုးစားမယ်ဆိုတဲ့စိတ်ကူးတွေရည်ရွယ်ချက်တွေဒါကိုရရင်ထဲမှာမျောလင်တောင်းတနေပါတယ်နောက်သားရပါပြီလေနော် ကဲအဲ့တော့မမျော်လင့်မဲ့ဘလို့ဟာမိုးကြုံမလဲကိုသိကျင်သောကိစ္စကိုလေ့လာမယ်စုံစမ်းမယ်ဆိုတဲ့ပုံစံမျိုးတွေမမကြခင်မှာကြုံလာပါလိမ့်မယ်ပေါ်ထုတ်ခွင့်တွေရပါလိမ့်မယ်တစ်တလုံးဖုံးထားသမျှဒီကာလနဲ့စတင်ပြီးတော့ဘူးပေါ်သလိုပြီးခွင့်ရပါလိမ့်မယ်တဲ့ဗျာကဲတောက်ကြသားသမီးများမှာစိတ်ညစ်စရာအနေနဲ့ကတော့ပြဿနာနှစ်ခုစိတ်ညစ်စရာနှစ်ခု ਨੇ ကြုံတွေ့ရတတ်ပါတယ်အဲ့ဒီအတွက်ကြောင့်ကို့မှာယဉ်နှမ်းမှာ ဘသူ့ကိုမှမပြောကျင်တော့အောင်ဖိညစ်စရာနှစ်မျိုးနဲ့ရင်ဆိုင်ရပါလိမ့်မယ်ကြုံရပါလိမ့်မယ်အခက်အခဲနှစ်မျိုးပေါ်ထွန်းဖြစ်ပေါ်လာပါလိမ့်မယ်အဲ့ဒီအတွက်ကြောင့်အဲ့ဒီကိစ္စတွေဖတ်ရင်လွဲပါသေးပဲပါသေးမဖြစ်ပါသေးနဲ့ဆိုပြီးတော့ကြက်ကြက်နာနာဆူတောင်းပေးဖို့လိုအပ်ပါတယ်ငယ်ရွယ်တဲ့တောက်ကြသားသမီးတို့ရဲ့ဘဝမှာတော့ခုမှရရှိတဲ့အခွင့်အရေးလေးကို ပို့ပြီးတော့ကောင်းအောင်ဘယ်လိုကြံဆောင်မလဲဘယ်လိုလုပ်မလဲဆိုတော့အတွေးတွေနဲ့အချိန်ကုန်ရတာမျိုးဖြစ်ပေါ်တတ်ပါတယ်။လက်ရှိနေရာမှာတော့ကိုဖြစ်ချင်တဲ့ဆန္ဒတွေကိုမပြည့်ဝသေးတဲ့ပုံစံမျိုးရည်ရွယ်ထားုံလောက်ပဲဖြစ်ပေါ်တတ်ပါတယ်။ဝင်ဝင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းဒီကာလအတွင်းမှာရည်ရှည်အတွက်နောက်တစ်ချိန်မှာရမယ်အလုပ်တွေနောက်တစ်ချိန်မှာဝင်မဲ့ကိစ္စတွေဒီချိန်မှာစတင်ပြီးတော့ဆုံးဖြတ်ခွင့်ရတာမျိုး လုံခွင့်ရတာမျိုးလိုကြုံပါလိမ့်မယ်။အိမ်နောက်ရှင်မိတ်ဆွေများဖို့ကတော့တဦးနဲ့တဦးကိုယ်အကောက်ကြံတယ်။ဘယ်ချိန်များငါ့ကိုဒုက္ခထပေးမလဲဆိုတဲ့ယဉ်တမမာတွေနဲ့ကိုယ့်ရဲ့အိမ်နောက်ဘက်နဲ့အဆင်မပြေမှုတွေဖြစ်တတ်တယ်။ဒေါသတန်ရန်လိုတန်နဲ့ဆက်ဆံခြင်းတွေကြုံရမယ်။နောက်ပြီးတော့ကိုယ့်အပေါ်ကောက်ကျစ်ဆင်းရဲတဲ့ပုံစံမျိုးတွေနဲ့ဆက်ဆံခြင်းတွေပြုမှုခြင်းတွေလည်းကြုံတွေ့ရပါလိမ့်မယ်။ကိုယ့်ရဲ့ရင်ထဲကသူ့မှမဖြူစင်တာကိုယ့်ရဲ့ရင်ထဲမှာလည်းသူ့အပေါ် မပြူစင်ကျင်တော့ဘူးဆိုတဲ့ဟာမျိုးတွေဖြစ်ပေါ်လာတတ်ပါတယ်ခွန်ငွေနဲ့ပတ်သက်လို့ကလည်းသူများနှောက်ရက်တဲ့ကိစ္စသူများဖြစ်စည်းတဲ့ကိစ္စတွေကြောင့်ဝေကုန်ကြီးကြများပါလိမ့်မယ်လေဗျာဒီဝါသနာပါလို့ထီရိုးကျင်တဲ့မိတ်ဆွေတွေအဖို့ကတော့လဲနေသောဓာတ်တိုင်များလဲနေသောတစ်ပင်များလဲနေသော တိုင်များအဲ့လိုအနီးနားမှာရှားကြည့်ပါเนาะရေးໃຫຍ່တိမ်းဆောင်းနေတဲ့ဟာတွေနားမှာရှားကြည့်ပါအဲ့နေရာမှာ မိတ်ဆွေအတွက်အကျိုးပေးသောကဏ္ဍတစုံတရာတွေ့ရပါလိမ့်မယ်အဲ့တော့အိမ်နဲ့အိမ်မြင်မထွက်တဲ့လူတွေကလဲနေတာလဲမသိရဘူးထောင်နေတာလဲမသိရဘူးเนาะအဲ့တော့တပြည့်စည်းတွေခတ်ဆောင်းဆောင်းလေးထောင်ထားတဲ့အနီးနားမှာရှားကြည့်ပါအဲ့အဲ့ဒါဆိုလို့ရှင်အဲ့နေရာမှာမိတ်ဆွေတို့အတွက်အကျိုးပေးတဲ့ကဏ္ဍတစုံတရာတွေ့ရပါလိမ့်မယ်ကဲညံ့တာလေးပြပြပြီးကောင်းကျိုးချမ်းသာရရှိဖို့ရည်ရည်အနေနဲ့ကတော့ ငါးခုနှစ်ကောင်လွှတ်ချင်းအပြင်အညံ့တွေအားလုံးပြေပြောက်သွားပါလိမ့်မယ်လို့ပြောရင်တောက်ကြသားသမီးများတို့ဒီမှာပဲညီကုန်းချုပ်ပြရလေကျွန်တော်ကြော်စင်းဖန်အပ်ဖြစ်ပါတယ်စနေသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါစနေသားသမီးများတို့20ရက်3လ2025မှာ26ရက်3လ2025ဒီပဲဖြစ်ပါတယ်စနေသားသမီးတွေရဲ့ယဉ်နှံမှာချစ်ချင်းမြတ်တာနဲ့ပတ်သက်ပြီးအောင်မြင်မှုတရဘူးဆောင်းဖို့ကိုယ့်ဘက်ကပြောသမျှဆိုသမျှစကားတွေအနိုင်ရဖို့သူ့ထက်သားအောင် ချစ်ပြနိုင်ဖို့သူ့ထက်တောင်လှုပ်ဆောင်နိုင်ဖို့အကြောင်းအရာတွေကိုအခုရင်ထဲမှာစဉ်းစားတွေးတောနေပါတယ်။မျောလင်းတောင်းတရည်ရွယ်ချက်ကတော့အဝေးတနေရာကိုစွန့်စွန့်ဆန်းဆန်းအလုပ်တွေလုပ်ခြင်းနဲ့စုဆောင်းခြင်းနဲ့ပြီးမှကိုယ့်ရဲ့မိသားစုကိုဖြည့်ရှင်းရမယ့်ကိစ္စတွေကြကြနာနာဖြည့်ရှင်းဖို့ကိုဒါကိုယ့်ရဲ့ရင်ထဲမှာရည်ရွယ်မျောလင့်နေပါတယ်။မမျောလင်းပဲဘလို့ဟာမှုကြုံမလဲဆိုလို့ရှင်တော့မလုပ်ခြင်းတဲ့အလုပ်တွေကိုလုပ်ရတာမပြောခြင်းသောစကားတွေကိုပြောမိရတာ မဆုံးဖြတ်တင်သောကိစ္စအများတွေကိုခေါင်းရှုပ်ရှုပ်နဲ့ဆုံးဖြတ်မိတာမျိုးတွေကြုံတွေ့ရပါလိမ့်မယ်။အဲ့တော့ရဲရဲလှုပ်ပါအဆင်ပြေပါလိမ့်မယ်နော်။စိတ်ညစ်စရာအနေနဲ့ကတော့ကိုယ့်ရဲ့မိသားစုနေကျင်သောနေရာတာယာချမ်းပြေပဲပျော်ရွှင်သောဘဝတည်ဆောက်ဖို့အတွက်ကိုပဲဒါကိုယ့်ရဲ့ရင်ထဲမှာ တွေးတော်ရင်စိတ်ညစ်နေရတတ်ပါတယ်။ ငယ်ရွယ်တဲ့စနေသားသမီးတို့ရဲ့ကံစားတာမှာအချစ်စစ်အချစ်မှန်မေတ္တာစင်မေတ္တာမှန်နေဂျုံဝါတက်တယ်ဂျုံလို့ရှင်လဲတဦးတယောက်တည်းမဟုတ်ဘူးအများတန်းနှစ်ဦ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 းဂျုံတွေ့ရတတ်တယ်ဘုဘက်ကလည်းကောင်းတယ်ဒီဘက်ကလည်းကောင်းတယ်အဲ့တော့သူလည်းကောင်းတယ်သူလည်းကောင်းတယ်အဲ့လိုဟာမဟုတ်ဖြစ်နေရတတ်ပါတယ်အဲ့တော့အချစ်စစ်အချစ်မှန်မေတ္တာစင်မေတ္တာမှန်နေပဲဂျုံပါစေဆိုပြီးတော့အဲ့တိုင်းပဲသစ္စာဆိုကြည့်ပါအဲ့ဒါဆိုလို့ရှင်အချစ်မစစ်တဲ့သူကဝေးသွားပါလိမ့်မယ်အချစ်စစ် တဲ့သူကတော့ကိုယ်စီမှာကြံနေမှာပေါ့ဗျာဝင်ဝင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေရတယ်ဒီကာလအတွင်းမှာဝင်ဝေကောင်းနေအကြံဉာဏ်ကောင်းနေနဲ့ပြည့်နှစ်ပြီးပျော်စရာကောင်းတာတွေဖြစ်လာပါလိမ့်မယ်အိမ်တော်ရှင်မိတ်ဆွေများဘုရားတော့နေအောင်လှုပ်ချင်တာလှုပ်သေးတာငါလည်းလှုပ်ချင်တာလှုပ်မယ်နေအောင်နေမငါ့ကိုမကျင်တာငါလည်းနေကိုကျင်စရာ ခင်စရာဘာကြောင်းရှိလဲဆိုတဲ့ဟာမျိုး၃နဲ့၄လိုပဲတယောက်နဲ့တယောက်တပြေးပြေးနဲ့စိမ့်သွားတာမျိုး တဲ့အဲ့ရတဲ့အိတ်နေပဲမဲ့ तू ကဟိုဘက်လက်ကိုကဒီဘက်လက်မခေါ်နိုင်မပြောနိုင်နဲ့အဲ့တော့ချစ်ကြည်နူးပြီးတိတိဒူးဟိုလိုလဲမဖြစ်နိုင်တော့လားမျိုးတွေကြောင့်စိတ်တို့เสียစိတ်ညစ်เสียတွေဖြစ်နေရတတ်ပါတယ်ကဲအဲ့တော့ပြေတယ်မဲ့စကားပဲပြောပါ तू စကားမပြောခြင်းလို့ရှင်လဲအตาလေးတွတ်ပေးထားပါအဲ့ဒါကိုနင်းရငါ့ကိုစကားမပြောရလားနင်းကပါချိုးချိုးတာလဲအဲ့ဒါမျိုးတွားပြီးမလုပ်ပါနဲ့သူ့မှာသူချိုးခြင်းလို့ချိုးပါစေเนาะ ချိုးဝင်ရှိတော့ချိုးတာချိုးပလိစေကဲအဲ့တော့ထွက်ငွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းလောဘကြီးပြီးငွေကုန်ကြီးကြများပါလိမ့်မယ်တဲ့ဗျာဓိဝသနာပါလို့ထီထိုးခြင်းနဲ့မိတ်ဆွေတွေကတော့ခြေတော့မတန်တဲ့သူတွေရဲ့အနီးနားမှာရှားကြည့်ပါအဲ့နေရာမှာမိတ်ဆွေအတွက်အချိုးပေးသောကဏ္ဍတစုံတရာတွေ့ရပါလိမ့်မယ်ကဲညံတာတွေပြပြပြီးကောင်းချိုးချမ်းသာရရှိဖို့ရတရားအနေနဲ့ကတော့ အဝေးတနေရာကမိတ်ဆွေအပေါင်းအသင်းများကိုတက်နိုင်သမျှပံ့ပိုးကူညီလက်ဆောင်တစ်ခုခုပေးခြင်းအပြင်အညံ့တွေအားလုံးပြေပြောက်သွားပါလိမ့်မယ်လို့ပြောရင်စနေသားသမီးများအတွက်ဒီမှာပဲညီကုန်းချုပ်ပြရသည်ကျွန်တော်ကျော်စင်းခံပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39253803358ပဲဖြစ်ပါတယ်အဲ့ဒီဖုန်းကိုဆက်ပြီးတော့နာမည်စင်းပေးလို့ရပါတယ်အဲ့ဒီဖုန်း Viber နဲ့ပြီးတော့လဲကိုပြည့်ချင်တဲ့ဆန္ဒတွေတိုင်ပင်ဆွေးနွေးလို့ရပါတယ်ဗျာ ကဲဒီလောက်ပါပဲကျွန်တော်မိတ်ဆွေများရောက်တိုင်းရောက်တိုင်းကြားမှချမ်းသာလို့ကဆန္ဒပြေဝပါစေလို့ဆန္ဒပြုရင်ကျွန်တော်ရဲ့ဟောပြောမှုကိုဒီမှာပဲဤကုန်ထုတ်ပြရသည်